ရှိဦးစွာဘုရားသခင်ခြေတော်ကိုချင်းမွန်ပါれအားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့အရာရာ၌ခြေတော်ချင်းမွန်ပါဆိုရက်ကောင်းစင်လေးနဲ့ခွားပေးတော့မှာဖြစ်ပါれတက်တလုံးနေအော်ရာစာပရမဆောင်အခန်းငါစာပိုက်၁၈နဲ့၁၉ကိုဖတ်ပါမယ်အရာရာ၌ခြေတော်ကိုချင်းမွန်ကြလို့အเจ้าမို့ကသင်တို့ဒီထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ ဝိညာဉ်တော်ဤအရှင်ကိုမငြိမ့်စေချနဲ့ပြောတာတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့အဖြစ်တရားဒီလောကချင်းမှာကျွန်တော်တို့ဟာဖျားသားသမီးအနေနဲ့နေကြရတဲ့အခါမှာပြည့်ကြုံရတဲ့အချင်းနဲ့အားလုံးတို့ဟာနော်ဖျားသခင်နဲ့အတူငါသွားနေတယ်ဆိုတာကိုမမေ့ပါနဲ့။ယေရှုခရစ်တော်အဖင်ဖျားသခင်ဟာငါနဲ့အတူရှိနေတယ်နော်။ယေရှုခရစ်တော်ကြီးတော်ကြောင့် ဖျားသခင်ငါ့ဖက်မှာအစင်ပဲရက်တည်နေတယ်ဆိုတော့ကိုမမေ့ပဲနဲ့ဘာလို့ခိုင်းတယ်လဲဆိုတော့အယားယားမှာကျေးတော့ချင်းမွန်ခိုင်းတယ်ပြောချင်တာကအကောင့်တွင်လဲချင်းမွန်အစိုးတွင်လဲချင်းမွန်ဒါလို့ပြောချင်တာဘာကြောင့်လဲဆိုတော့ယေရှုကိုယုံကြည်သောအဖြစ်ဘယ်လိုအခြေအနေနဲ့ပဲတွေ့တွေ့ဆောင်းရတော့မရောက်ဘူးတည်တော့ရင်လဲကောင်းကင်ပေါ်မှာထားရနေရမယ် မတည်ဘူးဆိုရင်ဒီလောကမှာဖျားဖုံးထင်ရှားဖို့ဖြစ်မယ်အဲဒါကြောင့်တွေ့သည်မြအရာအလုံးကဘုရားသခင်ကြီးမားစွာသော အကြံစီရှိတယ်ဆိုတော့နားလည်ပြီးတော့မှကျေတော်ချင်းမဖို့အတွက်ပြောနေခြင်းဖြစ်ပါတယ်အကဲမြကျေတော်မချင်းမမှုဆိုရင်တော့ဝိညာဉ်တော်ရဲ့အရှိန်ငိမ့်သွားမှာဖြစ်ပါတယ်ဝိညာဉ်တော်ရဲ့အရှိန်ငိမ့်သွားရင်ကျွန်တော်ရှစ်တိုးမရဖြစ်သွားလိမ့်မယ်နော်ယေရှုခရစ်တော်ယုံကြည်ခြင်းအဖြစ်ကျွန်တော်ရှင်မှာရောက်နေတဲ့ဘုရားသခင်ဝိညာဉ်တော် အရှိန်တကောနဲ့ကျွန်တော်တို့ကိုအသက်ရှင်ဖို့ဘုရားသခင်အလိုရှိတယ်။အဲ့ချိန်မှာကျွန်တော်တို့အခက်ခဲပြဿနာဆင်းရဲဒုက္ခတခုခုနဲ့တွေ့လို့ညှိတွားတယ်စိတ်ပြတ်တယ်ဆိုရင်တော့အရှိန်ငိမ့်သွားမှာဖြစ်ပါတယ်။ပြောချင်တာကတော့လူရခေးကိုတော်နဲ့ရောက်မှာမဟုတ်တော့ဘူး။နော်ကြန့်ကြာသွားလိမ့်မယ်။အောင်မြင်မှုဟာညက်တန်သွားနိုင်တယ်။လို့ပြောချင်တာ။ဒါကြောင့်တွေ့ကြုံရတဲ့အခက်ခဲပြဿနာဘာဖြစ်တွေ့တွေ့အရာရာမှာ ကျေတော့ချင်းမပါဒါလိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ရှေးတော့ကလည်းဒီနေ့ဓမ္မရာဇဝင်ကျုပ်ဒုတိယဆောင်အခန်း20မှာနော်ယောရှဖက်မင်းကြီးယူဒရှင်ဘုရင်ပေါ့နော်ဂျူးဘုရင်ယောရှဖက်မင်းကြီးလက်ထက်မှာဒီရှိတာတောင်သားအာမုံအမျိုးသားပြင်လဲမောပါအမျိုးသားတွေကစစ်တိုက်ဖို့လာကြတာအင်အားအလုံးရင်းဆိုတော့ဘလို့မှ ပြန်မရှင်နိုင်ဘူး အဲ့ဒီခါမှာရော့ဆက်ကမလုပ်လဲဆိုဖယားသခင်ရှူတိုးဝင်တယ်ကိုတော့ကျွန်တော်မလုပ်ရမလဲကိုပေါင်းကဲပေါင်းပေါ့အဲ့တော့ဖယားသခင်ကဘာကိုတင်ပေးလဲဆိုတော့မင်းမစိုးရင်လည်းတဲ့မင်းရဲ့တက်စွတ်တိုက်မဲ့စစ်သူရဲတဲ့ရှစ်မှာနော်တချင်းတဲ့တွေဖယားသခင်ချင်းမွန်းတဲ့နော်သူရိယာအပြည့်စုံတဲ့တချင်းတဲ့တွေကိုလွတ်လာရတဲ့ရှစ်ဆုံးမှာဟိုဘက်ကစွတ်တိုက်မဲ့စစ်သူကြီးတွေကစစ်သူရဲတွေက စောင့်နေတာဒီဘက်ကစွတ်တိုက်မဲ့စွတ်သူရဲတွေရှေ့မှာတိဂီတနဲ့ချင်းမမဲ့သူတွေကရှေ့ရသွားတယ်စဉ်းစားကြည့်တကယ်လဲအဲ့ဒီရန်သူရှေ့မှာသူတို့ဖျားသခင်ကိုချင်းမတချင်းဆိုကြတဲ့အခါမှာခုနရန်သူကအချင်းချင်းတိုက်ကြပြီးတော့အကောင်လုံးပျက်စီးတယ်ပြောတော့တွေ့ရတယ်နော်ဒါကြောင့် ဒီနေ့အရာရာမှာကျေတော်ချင်းမောမှာစိပိဒုက္ခကြောင့်တွေ့ရတဲ့ဘေးချင်းမောမှာကိုတော့မကြလို့တွေ့ရတဲ့ဘေးချင်းမောမှာငလင်ကြောင့်တွေ့ရတဲ့ဘေးချင်းမောမှာဘယ်လိုဘေးနဲ့တွေ့တွေ့ဘယ်လိုချင်းနေနဲ့တွေ့တွေ့ယေရှုခရစ်တော်အဖင့်သင်ဟာကျေတော်မှာတည်တော်သူဖြစ်တော်ကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ပါဒီလောက်ဆိုးရငါ့ကိုအပေငရဲ့ကဲတင်ပြီးတော့မှကောင်းကင်ဘုံရောက်ခွင့်ပေးတာ မမိတ်ပါနဲ့အခြေစုချင်းမပါအဲ့ဒါခရစ်တော် night ဘုရားသခင်အလိုရှိတယ်ဆိုအဲ့ဒါပြောချင်တာဖြစ်ပါတယ်ဒီနေ့အဲအလုံးတည်တဲ့ယောနာနော်ဒီယောနာကဘုရားသခင်စကားတော်နားမထောင်နားမထောင်တော့လေမုန်တိုင်းမိပြီးတော့နော်လေဘယ်လိုခေါ်မလဲတဘာဝဘေးပေါ့မုန်တိုင်းဘေးမိပြီးတော့မှပြစ်ချခံရတယ်ငါကြီးကသူ့မြူထားလိုက်ငါ့ဘိုက်ထဲရောက်တော့မသိခင်မှာဆွတ်တောင်းတယ် ဘယ်တော့ကျင်းတော့ချင်းမနဲ့တဲ့သူဟာနော်အဲ့တော့ဒီရောလာခန်းနဲ့စပိုက်ကိုနဲ့30မှာကျွန်တော်မျိုးကကျင်းတော့ကိုချင်းမသောစကားနဲ့ကိုရောအာရစ်ပူဇော်ပါမိတစ္ဆာဂရိထားတဲ့အတိုင်းတစ္ဆာဝုတ်ကိုဖြေပါမိထောင်ရဖြိုက်ကျင်းတော့ကြောင့်ချမ်းသာရပါသည်ဆွတ်တောင်းလေဤထိုအခါငါကြီးသည်ထောင်ရဖြိုက်အမိန်တော်ကိုခံ၍ယောနာကိုကုန်းပေါ်သို့အန်လေဤ ရှိပါဘယ်လိုနင်းနဲ့မှလွတ်ရလမ်းမရှိပါဘူးဒါပေမဲ့ဒါပေမဲ့သူ့အပြစ်ကြောင့်သူငါးရိပ်ပိုက်ထဲတဘာဝဘေးဒဏ်ကြောင့်နော်ကြုံပြီးငါးရိပ်ပိုက်ထဲရောက်ပေမဲ့ဖယောင်းတရိရတယ်ဖယားသခင်အစင်မဲ့ကောင်းမြတ်တယ်သစ္စာနဲ့ပြည့်စုံတယ်ဖယားဖြစ်တယ်ဆိုရမှကျွတ်ချင်းမွမ်းတယ်အဲ့ဒီခါမှာငါးကြီးဟာဖယားရဲ့အမိန်တော်ကြောင့် ရောနောက်ကောင်းပေါ်မှာပြန်အမ်းတယ်လို့ပြောပါတယ်။ဒါကြောင့်ဘေးဒုက္ခကတင့်ကိုအန်ထုတ်လိုက်မယ်။ဘေးကင်းအောင်တို့ဖျားခင်ပုန်းကြည့်ပါစေ။ဒီတိုင်းစဉ်းစားရင်တော့တင်နားလဲမှာမဟုတ်နားမလဲပင်မဲ့ဘာလို့လဲကျေတော့ပဲချင်းမွားပါလို့အားပေးချင်ပါတယ်။အားလုံးသိပါတယ်ဒီနေ့ဒီရှင်ပေါ်လူနဲ့တိလာတို့အင်္ဂလိပ်လုပ်ငန်းလုပ်ရင်းနဲ့နော်လုပ်ရင်းနဲ့ ်ဧဝံဂေလိလုံငန်းအောင်မြင်တဲ့ခါမှာသူတို့ကဘယ်ရောက်သွားလဲဆိုတော့ထောင်ရောက်သွားတယ်အရိုက်ခံရတယ်ညှင်းဆဲခံရတယ်အဲ့ဒီပြင်ကိုမတရားဖြင့်အချင်းချခံရတယ်အဲ့တော့ဘယ်လိုလုပ်မလဲသူတို့ကညှိတော့မနေဘူးခင်ဗျနော်ဖယားသခင်ကိုရညတကောင်အချိန်မှာချင်းမတချင်းဆိုတယ်စဉ်းစားကြည့်ပါအချိန်နဲ့မဆိုင်ပါဘူးဒီနေ့ 顶最重要、最困难的事物，啊！不要说看伢，青毛太了，不要批到种青毛嘛。哎，看嘛，不如青毛来看嘛，明个来露的，啊，明个来露的看嘛，哎，明个来涨，不如啊，这国内冷面困也细的，不要帮天下的，是不对呀？么的，真的嘞，啊，明个来涨，都快要了，就让亲毛嘛，哎，明个来都快顶住。 နော်အံ့ဘွယ်ရာနမိလက္ခဏာနဲ့လွတ်မြောက်ရာဖြစ်လာလိမ့်မယ်တင်နာလဲမှာမဟုတ်ပါဘူးဖះဘုံထင်ရှားလိမ့်မယ်အားပေးချင်ပါတယ်ဒါကြောင့်ဒီနေ့တွေ့ကြုံရတဲ့အချင်းနဲ့တင်ကောင်းလို့တော်လကောင်းမကောင်းလို့တော်လကောင်းအဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေမကောင်းလို့တော်လကောင်းတိုင်းသူပြည်သားတွေမကောင်းလို့တော်လကောင်းဟောအကြောင်းမျိုးမျိုးကြောင့်တော်လကောင်းဟုတ်လားဘလို့ကြောင်းကြောင်းဖြစ်ဖြစ်တင်တွေ့ကြုံရအချင်းနဲ့ကောင်းတယ်ဖြစ်စေဆိုးတယ်ဖြစ်စေ အာရယာမှာကျူးတော်ချင်းမွားမှာဘသူအဖြစ်လဲယေရှုခရစ်၌ချင်းမွားမှာအဲ့ဒါဆိုရင်တော့ဒီနေ့နော်တင့်တင်ခံရတဲ့ဝိညာဉ်တော်ရဲ့အရှိန်တကူကရက်တန်သွားမှာမဟုတ်ပါဘူးအဲ့ဒီအခက်ခဲပြဿနာတင့်ကိုရက်တန်နိုင်မှာမဟုတ်ပါဘူးအရှိန်နဲ့တင်ဆက်ပြီးသွားလိမ့်မယ်ဆက်ပြီးသွားလိမ့်မယ်တင်အဖြစ်ဒီအခက်ခဲပြဿနာအဖြစ်နော် အခက်ခဲပြန်လာကြုံတွေ့ရတဲ့တင့်အားဖြင့်ဖယားဘုံထင်ရှားလိမ့်မယ်လို့ခွားပေးနဲ့နေကုန်းချုပ်ပါရဲဖယားသခင်ဒီတင်တော်အလုံးကိုစကားပြောပါစေတော့ငြိမ့်သက်ချမ်းသာခြင်းပေးပါစေတော့အာမင်